အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာမအကျူရေးသားထားတဲ့ကျမချစ်တော်မျိုးတစ်မျိုးဆိုရဲစာအုပ်ကလေးကိုကျမမင်းနိုင်ခါကဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်မြို့တော်နဲ့အစားအစားစူပါမားကတ်ခေလို့ခေါ်နိုင်တဲ့အခုလိုကာလမျိုးမှာနီးပညာအတတ်ပညာနဲ့ပြုပြင်စီရင်ထားတဲ့အစားအစာတွေအရှံပေးပါပဲလူတော်တော်များများပဲအစားအစာကို အဲ့ဒီစူပါမားကတ်တွေကနေဝယ်ယူသုံးဆွဲနေကြပါပြီ။စူပါမားကတ်တွေမှာရောင်းတဲ့အစားအစာမှန်သမျှဟာလဲနေ့တမျိုးမျိုးနဲ့ပြုပြင်ခံထားရတဲ့အစားအစာတွေကြီးပါပဲ။ဒီခေတ်ကလေးတွေကကံကောင်းတယ်လို့ရေဘူးရပြောရလိမ့်မယ်။ဒီခေတ်ဟာအန်ဒီတို့ငယ်စဉ်ခင့်နေစာရင်ကလေးတွေအတွက် အစားအစာတွေဆိုတာပုံစံအမျိုးမျိုးနေ့အမျိုးမျိုးနဲ့အပြိုင်အဆိုင်တည်တွင်ပြုပြင်ထားကြတဲ့ခေတ်ကို အစားအစာကိုထုတ်ဖို့ပြင်ဆင်တဲ့နေရာမှာလဲသူ့ထံကအယောင်ဆုံးအသွေးဆုံးဒီဇိုင်းဆုံးနဲ့ပလတ်စတစ်စက်ကူရဲ့မျိုးမျိုးသုံးထားတယ်။ကလေးတွေရဲ့မျက်စိကနေတဆင်းဆွဲဆောင်နေတဲ့မုန်တုပ်ကလေးတွေအမျိုးမျိုးပဲ။ခင်မီနီးစနစ်တွေနဲ့ပြုပြင်စီရင်ထားတဲ့မုန်ကလေးတွေဟာလဲတစ်ခါထက်တစ်ခါတစ်မျိုးထက်တစ်မျိုးပူပူလှပါလားပူပူပော့ပါလားပူပူကျွရွာလာတော့တယ်။ ရွှေရောင်ငွေရောင်ရောနေတဲ့အယောင်ဆောင်ပလတ်စတစ်ဆက်ကူအမျိုးမျိုးဟာမုန်ဆိုင်တွေမှာစူပါမားကတ်တွေမှာစီရီထားလိုက်တာလှတောင်လှနေသေးတယ်။တမီးတို့အားလုံးဒီမုန်တုပ်ကလေးတွေကိုဘယ်ဟာကိုအရင်စားရပါမလဲလို့ရှင်တခုံခုံနဲ့ရွေးယူနေရတယ်မဟုတ်လား။ဒါကြောင့်ဒီခေတ်ကလေးတွေကံကောင်းတယ်လို့ဆိုကြတာပေါ့။တွငင်ငယ်တုန်းကတော့ကလေးတွေမှာရွေးချင်စရာသိမရှိခဲ့ပါဘူး။အများအားဖြင့် မူလအစားအစာတွေပဲတွင်ကျယ်တည်ခဲ့တာကိုပြောင်းဖို့ဆိုပါစို့ပြောင်းဖို့ကိုပြုတ်စားမလားပြီးဖောက်စားမလားဒါပဲဒီခေတ်လိုပြောင်းဖို့ကုန်ချမ်းကနေဒီပြင်ညာတဲ့စီရင်ပြုပြင်ထားတဲ့မုံရွရွကလေးတွေမများခဲ့ဘူးလေကျုံနဲ့တကြားနဲ့ပြုပြင်ထားတဲ့မုံရဲလို့လေမြမြဆဆမှမရှိပဲပီစကစ်မုံမျိုးစုံမုံပဲလို့ခေါ်တဲ့မုံအလုံးလေးပေါ့ အယောင်ဆုံးတကြားခွေလေးတွေတင်ထားတဲ့မုံမျိုးစုံအဲ့အရီဟာအထူးအဆန်ပေါ့ချိုချင်ဆိုလဲအမျိုးသိမ့်မဆုံးပါဘူးချိုချင်ဆက်ကူတွေဟာလဲအခုဆက်ကူတွေလိုအယောင်ဆုံးလှပနေရမဟုတ်ပါဘူးအများအားဖြင့်ကလေးတွေစားလေးရှိရကကို့ဒေတာထွန်းမုံမျိုးစုံပါပဲကို့အိမ်ပတ်ဝန်းကျင် ကို့မြို့ပတ်ဝန်းကျင်ကလှုပ်တဲ့မုံတွေပဲခုံခုံမင်မင်စားခဲ့ကြတယ်တိုင်းတစ်ပါးကလာတဲ့မုံဆိုလို့လဲ အင်္ဂလန်ကလာတဲ့မုန်တွေစားစရာတွေကများတာပဲအခုစူပါမားကတ်ခင်မှာတော့အစားအစာတွေတော်တော်များများဟာအိမ်နီးချင်းနိုင်ငံတွေက တင်ပို့တဲ့ဤပညာနဲ့စီရင်ထားတဲ့ခင်မီအစားအစာတွေပေါ့အဲ့ဒီလိုမုန်တွေခင်စားလာတဲ့အခါဒုနိုင်ငံကမုန်လုံငန်းရှင်တွေဟာအဲ့ဒီခင်မီနီးတွေကိုသုံးပြီးနိုင်ငံသားစလုံးတွေနဲ့မြန်မာဖြစ်နိုင်ငံသားမုန်ထုတ်ကလေးတွေလိုက်တီထွင်ကြတာပေါ့တော်တော်တွင်ကြပါတယ် ော်တော်လေးမျက်ဟန်တူပါရဲ့မုံတုံလေးတွေဟာဖောင်ဖောင်လေးတွေဖွင့်လိုက်တော့ပါတဲ့မုံကနည်းနည်းလေးဒါပေမဲ့ဒါကိုစည်းကြီးလာကြည့်ရဲ့လို့ပေကလေးမှမမြင်ပါဘူးမတန်မရာစည်းတင်ထားတယ်လို့ပေကလေးမှမတွေ့ပါဘူးမုံတုံတစ်ခုကိုအလွယ်တကူပဲချက်ချင်းဖောက်စားခဏလေးနဲ့ကုန်းတဲ့အခါအိတ်ခုံလေးကိုပတ်ခနဲ့လှုပ်ပစ်လိုက်တာပဲမဟုတ်လားပတ်စံရှိသေးရင်နောက်တစ်ထုပ်ဝယ်စားဖို့အသင့်ပဲ။ အဲ့ဒီရွှေရောင်ငွေရောင်ရုံးနေတဲ့ကြောင်စုံပလတ်စတစ်အိတ်ကလေးတွေဟာအမိုင်အပြင်လွတ်ပြစ်ခံရတဲ့အခါတိုးပတ်ဝင်ခြင်းကိုဘလောက်ရှုပ်ပွားညစ်ပတ်စေသလဲဆိုတာခဏထားလိုက်ပါဦးအဲ့ဒီမုံတွေရဲ့အာဟာရတန်ဖိုးဘလောက်ရှိသလဲဆိုတာပဲတွက်ကြည့်ကြရအောင်အစားစာမှန်သမျှသဘာဝအစားအစာဘဝကဒီပြုပြင်စီရင်ထားတဲ့အစားအစာဘဝရအောင်ခင်မီဒီစနစ်နဲ့ပြောင်းလဲလိုက်တိုင်းသူ့ရဲ့ငကူအာဟာရတန်ဖိုးထက်လျော့နေသွားပြီး ငွေကြေးစည်းနှုန်းတန်ဖိုးအရာပြည့်တက်လာလေးရှိပါတယ်။အလွယ်ကူဆုံးနဲ့အထင်ရှားဆုံးဥပမာအဖြစ်အာလူးကျော် potato chip လေးတွေပဲကြည်ပါ။သူ့ရဲ့တဘာဝကုန်ကျစ်ကတော့အာလူးပါပဲ။အာလူးအမျိုးမျိုးမှာဖေးနိုင်ငံကအာလူးပဲဖြစ်ဖြစ်အာလူးမှန်ရင်ကာဗိုဟိုက်ဒရိတ်များများတကြားတန်နည်းနည်းပါဝင်ကြတာပဲ။အဲ့ဒီအာလူးကိုရှင်နဲ့ costis ဆိုတာတစ်မျိုးနဲ့စေးပြီးအခွန်တင်လိုက်။ပပလီလိုက်တဲ့အခါ လေနဲ့အလင်းရောင်ဟာအာလူးအခွန်တည်နေတဲ့အချိန်မှာပဲအာလူးရဲ့အာဟာရတန်ဖိုးကိုရွက်နေအောင်လုပ်ပစ်လိုက်ပြီးအန်တီရဲ့အလွန်စည်းစားကြောင်းနဲ့တငယ်ချင်းတရားဟာစူပါမားကတ်ထဲမှာအာလူးကျော်တို့ဝယ်ဖို့ရွေးတိုင်းတဘာဝအာလူးကျော်ကိုသာခက်ခဲရင်ရင်လိုက်ရှာဝယ်လေးရှိရဲ့သူစားနေကြတဘာဝအာလူးကျော်ဟာ အာလူးကိုအခွန်မသိပဲအလျားလိုက်ပပလီပြီးကြော်ထားတာ additives တို့ preservatives တို့ဘာမှမထည့်ထားတဲ့အာလူးကျော်ပေါ့ ဲ့အာကိုမရရင်မစားဘူးသမီးရေအာလူးကိုကြောတဲ့အခါဟင်းသီးဟင်းရွက်စီနဲ့ကြောလိုက်တာအဲ့ဒီဟင်းသီးဟင်းရွက်စီဟာအာလူးထက်ပိုပြီးစည်းကြီးတဲ့အဖိုးတန်ပစ္စည်းပေါ့နော်အေးအာလူးကျော်တထုပ်ကို အလေးချိန်ချိန်ကြည့်ရင်30ရာခိုင်နှုန်းဟာစုပ်ယူပစ်လိုက်တဲ့ဈေးရဲ့အလေးချိန်ပါပဲတဲ့အာလူးကျော်ကိုတဘာဝမဟုတ်တဲ့အနံ့အယောင်တွေနဲ့မော့မှန်ဖို့ artificial additives တွေနဲ့ရောမွေလိုက်တဲ့ အာလူကျော်မှာအဲ့အရာကြီးကပ်ပါသွားရောပေါ့အဲ့ဒီအာလူကျော်ကြီး၆တွေ့ကျွရလာတဲ့အခါအမျိုးမျိုးသောရောင်စုံပလတ်စတစ်အိတ်တွေနဲ့ထည့်တယ်အဲ့ဒီပလတ်စတစ်ကြီးအများစုဟာပြန်ပြီးသုံးလို့မလွယ်တဲ့ပစ္စည်းတွေပေါ့အမိုက်ရှုံမဲ့ပစ္စည်းတွေပေါ့အဲ့ဒီပလတ်စတစ်အိတ်တွေရဲ့ပါအာလူနဲ့အတူ လေအသည့်အသည့်ကိုပါရောထည့်ပြီးပိတ်လိုက်ကြတယ်တဘာဝအာလူရဲ့တံပိုးကနေပြီးခင်မီအာလူကျော်ဘဝရောက်တဲ့အခါ တန်ဖိုးအဆ900လောက်မြင့်တက်သွားရောပေါ့အဲ့ဒါဟာပြုပြင်စီရင်ထားခံရတဲ့အစားအစာအတွက်အကောင်းဆုံးအရှင်းဆုံးဥပမာပါပဲသဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးအမြင်နဲ့ကြည့်ရင်ပတ်ဝန်းကျင်ကိုပလတ်စတစ်စွန့်ပြင်အပိုင်းနဲ့ညှဉ်းဉန်းစေတယ်အဟာရတန်ဖိုးအမြင်နဲ့ကြည့်ရင်လည်းအာလူးကျော်ရဲ့အဟာရတန်ဖိုးဟာသဘာဝအာလူးရဲ့အဟာရတန်ဖိုးထက်တော်တော်နည်းတယ်လေအဲ့ဒီလိုပဲ အသားကိုပြုတ်ပြင်စီရင်လိုက်တဲ့အခါအသားမှာပါဝင်တဲ့ပရိုတင်းနဲ့ဗိုက်တာမင်ဓာတ်တွေဟာလျှော့နေကုန်ဆုံးသွားတော့တယ်။အသားကနေအသားနဲ့လုပ်တဲ့အစားအစာဖြင့်ပြောင်းလဲပြုတ်ပြင်လိုက်တဲ့အခါမအူချောင်းလိုကျက်ဦးချောင်းလိုဟပ်ပါကလိုအမျိုးအစားတွေဖြစ်ကုန်တာပေါ့တမီးရဲ့နှုတ်ထွက်ပစ္စည်းတွေလည်းဒီအတိုင်းပဲပေါ့လက်ဆက်တဲ့နှုတ်ဟာကယ်လ်ဆီယမ်ဓာတ်ပရိုတင်းဓာတ်ဗီတာမင် B2 နဲ့ B12 တွေပါဝင်နေ။အဲဒီကနေ노ထွက်ဖြစ်စီဒါမှမဟုတ်노ပါတဲ့မုံပြုတ်လုလိုက်တဲ့အခါအဲဒီအာဟာရတွေရော့ကုန်နေ။ဒါအပြင် ရေခဲမုံတို့ mix shake တို့ cheese တို့ဟာအစီဓာတ်ပိုးများတကြားဓာတ်နဲ့စားဓာတ်ပိုးများပြီးတဘာဝမဟုတ်တဲ့အနံနဲ့တဘာဝမဟုတ်တဲ့အရောင်တွေပါဝင်လိရှိတယ်။တို့လူသားတွေဟာမြောက်တွေလိုပါပဲ။အစာအစာကို မျက်စီအမြင်နဲ့ကြည့်ပြီးရွေးချယ်လေးရှိတဲ့အရာဟာတို့တွေအတွက်တော်တော်အရေးကြီးတဲ့အခန်းကဏ္ဍပဲတဲ့ဒီတော့ဤပညာရှင်တွေဟာအရာကိုအမျိုးမျိုးတီထွင်သုံးဆွဲလာတော့တယ်ပြုပြင်စီရင်ထားတဲ့အစားအစာရဲ့အရာဟာတကူမူလအသေးအနံအစားအစာအရာထက်ပိုလှစေခြင်းသလားလှအောင်လုပ်လို့ရတယ်အရာတောက်စေခြင်းသလားရတယ်နှိမ်စေခြင်းသလားရတယ် အရာကိုနှိစက်နဲ့အမျိုးမျိုးအတတ်ပညာအမျိုးမျိုးနဲ့ပြုတ်ပြင်းချေလဲသွားတာပဲ။နောက်အနတ်အစားအစာကိုတဘာဝကနေပြုတ်ပြင်းပြောင်းလဲစီရင်တဲ့အခါတဘာဝအနတ်ဟာညော့နေသွားတတ်ပျောက်ဆုံးသွားတတ်တယ်။ဒါပေမဲ့ဒါလဲစိတ်မပူပါနဲ့။အနန်းဖြစ်စေတဲ့ပစ္စည်းတွေအမျိုးမျိုးရှိပါတယ်။အတိအနန်းအမျိုးမျိုးရဲ့အနတ်အမျိုးမျိုးကိုကြိုက်တယ်လို့ပြုတ်ပြင်းဖန်တီးယူနေကြတာပဲမဟုတ်လား။ ဥပမာ strawberry သီးရဲ့လှပတဲ့ဓာတ်ပုံကလေးနဲ့အစားစာတစ်ခုဆိုပါစို့အဲ့ဒီအစားစာဟာ strawberry နံလေးလေးသင်းနေလိမ့်မယ်ဒါပေမဲ့အဲ့ဒီထဲမှာ strawberry သီးတစ်လုံးမှမပါတာလေအထူးစားမဟုတ်ပါဘူး strawberry သီးနဲ့ကသာအဓိကပဲလေစားတော့ကုံတစ်ခုကိုသုံးဆွဲသူလက်ထဲရအောင် ဖြတ်တဲ့အခါအဓိကအရေးကြီးဆုံးအရာဟာအဲ့ဒီအစားစာထဲမှာပါဝင်တဲ့တဘာဝသီးနဲ့ တဘာဝအစားစားလို့သမီးထင်သလားစားတော့ကုန်တစ်ခုတွင်ကျဲလာဖို့ပြောင်းစွန်ဖို့အရေးကြီးဆုံးလိုအပ်ချက်ဟာဈေးကွက်နဲ့ကြော်ညာအင်အားပါပဲအဲ့ဒီကြော်ညာအင်အားကောင်းအောင် food additives လို့ခေါ်တဲ့အနံ့အရသာပြုပြင်စီရင်ပစ္စည်းတွေဟာအထူးကလိုအပ်ချက်ပေါ့အဲ့ဒီ food additives တွေဟာလူကိုဒုက္ခပေးအန္တရာယ်ပြုလာနိုင်သလားလို့စားတော့ကုန်ပညာရှင်တွေစစ်ဆေးအဖြေရှာကြတယ် ပါကပေယောဂါပယံတရေဖြစ်စီရဲလို့အတိအကျမဆွဆွဲနိုင်သေးပေမယ့်အဲ့ဒီအရာတွေလူခန္ဓာကိုအပေါ်မှာဩဇာတက်ရောက်မှုရှိတာတော့အထင်အရှားပါပဲအသားနဲ့လုပ်တဲ့အစာအစာတွေကို မပုတ်သူအောင်စီရင်တဲ့အခါတုံးလိရှိတာက nitrate တွေပဲအဲ့ဒီ nitrate တွေဟာကင်ဆာဖြစ်နိုင်တယ်လို့စံသက်စစ်ဆေးတွေ့ရှိလာကြလို့အခုဆိုရင်အနောက်ဥရောပနိုင်ငံတွေမှာ nitrate အသုံးကို ကန့်သက်တားမြင့်ကုန်ကြပြီတို့စီမှာဖြင့်အခုမှသုံးဆွဲလို့ကောင်းတော့လေအခုစူပါမားကတ်မှာဈေးဝယ်ရရင်ခက်စားလာပြီဆိုတော့အစားအစာကိုတရှိခံအောင် ပြုပြင်စီရင်ထားတဲ့ဖရီးဇာဖူတွေတင့်တင့်ကျကျသုံးနေကြပြီလို့ရှေဘူးရပြောနိုင်တာပေါ့နော်သူတို့စီမှာကတပတ်တခါခင်းချင်းရောင်းလေးရှိတဲ့တီးနံကုံစင်းရောင်းဆိုင်တွေကလွှဲရင် အစာအတော်ဝယ်စရာစီးရဲလို့မရှိတော့ဘူးအတာငါဆန်စီအာလူလိုချင်တဲ့စားတောက်ကုန်မှန်သမျှစူပါမားကတ်ကြီးတွေမှာပဲဝယ်ရတယ်နမဲကြီးစူပါမားကတ်တွေနဲ့နမဲယူချင်နေတဲ့စူပါမားကတ်တွေအပြိုင်ဆိုင်ပဲပေါ့ဈေးဝယ်ချင်တဲ့သူတိုင်းဟာအဲ့ဒီစူပါမားကတ်တွေကလွဲလို့အားကိုးစရာမရှိတော့တော့ပဲ shopping cart လို့ခေါ်တဲ့လက်တွန်းလေးချင်းကြီးတွေနဲ့ဝယ် ကိုကားစီအထီတွန်းယူလားအထဲကပစ္စည်းကိုကိုကားတဲ့ထက်အဲ့ဒါသူတို့စီကဈေးဝယ်နေပေါ့တို့စီမာကဈေးတွေတော့ဝယ်လို့ကောင်းအလေးချိန်မပြည့်ဘူးဆိုပေမဲ့အဲ့ဒီမပြည့်တာလေးကပဲစူပါမားကတ်မှာဈေးဝယ်ရတာထက်တော့တက်တာနေသေးရပဲမဟုတ်လားအန်တီပြောချင်တာကစူပါမားကတ်မှာရောင်းတဲ့အသားငါးတွေဟာတရှိခံအောင်ထိမ့်သိမ့်ဖို့စီရင်ထားတဲ့ preserve meat တွေပဲရှေခဲတုံးလိုခဲနေအောင်လုပ်ထားတဲ့ frozen food တွေအလေးချိန်ချိန်ပြီးသားဈေးနှုန်းတက်ပတ်ပြီးသား350လို့ရေးထားရင်အဲ့ဒါ350တန်းပဲချော့ပါအောင်300ထားပါဖာညာပြောနေစစ်နေလို့မရဘူးအဲ့ဒီအသားထုတ်ကိုကိုယ်စီဝယ်ချင်းနဲ့ကောက်ထည့်လိုက်ရတာမဟုတ်လား frozen chicken frozen shrimp frozen fish အစုံပဲတနည်းရောကောင်းတယ်ဈေးစစ်ဈေးညှိနေချိန်ချိန်တွင်နေချိန်ရော့သွားတယ်အချိန်ကုန်တက်တာတယ် ဒါကြောင့်အခုဆိုတို့စီမှာခင်မီတူတော်တော်များများဟာငွေကြီးလေးကျွယ်ဝတယ်ဆိုရင်စူပါမားကတ်မှာပဲဈေးဝင်တော့တာဆိုပဲအဲ့ဒီတော့ freeze food တွေရဲ့အရေးသေးဟာဘယ်လိုရှိမလဲကြည့်ရအောင် freezing ရေခဲရိုက်ခြင်းအပြင်မပုတ်သွအောင်စီရင်ပြုပြင်ခြင်းအသားငါးတယ်မဟုတ်ပဲအသေးရက်တွေကိုလည်းရေခဲတော့ဖြစ်အောင်အေးအေးတက်ပေးလို့ရတယ်မဟုတ်လားအဲ့ဒီလိုအေးခဲစီခြင်းအပြင် ပါဝင်တဲ့ပရိုတိန်းဓာတ်ဗီတာမင်ဓာတ်တွေကိုလည်းထိမ့်ပေးပြီးသားဖြစ်သွားရောဒီနေ့ဟာမဆိုးဘူးကန်နင်းစစ်တုပ်ဘူးအဖြစ်ပြုပြင်စီရင်ခြင်းလေလုံနဲ့တက်တာဘူးတွေမှာအတာငါအစာအစာပေတီစရဲစားစရာတွေကိုထည့်အသေးပိတ်ပြီးဘူးကိုအပူပေးတဲ့အခါပိုးတက်ပြီးချက်ပြုတ်ပြီးသားအစာစာကိုရတာပေါ့အဲ့ဒီအစာစာတွေမှာ အာဟာရပါဝင်မှုနှုန်းကတော့တော်တော်ကိုလျော့နေကုန်တယ်။အဲ့ဒီအထဲမှာပါအရောင်နဲ့အနံ့တွေကိုတဘာဝစားစရာရဲ့အတူဆုံးဖြစ်အောင် မောမှန်ပြင်ဆင်ပြီးထည့်ထားတာမို့ artificial additive တွေပါတယ်လို့ပြောနိုင်တာပေါ့။ဒီနည်းဟာမကောင်းလာဘူး။ trying ဖိငွေပူနဲ့နေပူတနည်းနည်းနဲ့အပူပေးပြီးအစိုးရထုတ်ပေးထားတယ်နီ။အချောင်းခံထားတဲ့အခါအာဟာရတက်ကျော့နေတဲ့အောင်ရှိပေမဲ့ ဒီနေ့ဟာမစိုးပါဘူး။ပြုတ်ငင်ငယ်ကလေးကဆွဲဆွဲမြဲမြဲတံပိုးထားစားနေကြတဲ့ပစုံချောက်တို့ငရံချောက်တို့ဟာအချောက်ခံအပူပေးထားတဲ့ freezer food တွေပေါ့။အမေ၊သမီးတို့ဘွားဘွား၊အန်တီတို့မမေကဖြင့်ခရမ်းကျင်သီးကိုတော့အချောက်ငါပူတယ်သမီးရဲ့။ကျုံနေကိုင်းထဲမှာခရမ်းကျင်သီးတွေပေါ်ပြီးအရှံပယ်များလာတဲ့အခါမမေကအများကြီးဝေထားပြီးထက်ချန်ခွဲနေလန်းတော့တာပဲ။ ခရမ်းကျင်သည်ဟာတစ်ချိန်မှာပေါ်ပြီမဲ့တစ်ချိန်မှာတော်တော်ရှားတတ်တာအဲ့ဒီရှားပါချိန်မှာတောင်းလို့ရအောင်မိမိကအချောင်လှန်တာလေပြီးတော့မှပြန်ချက်တာစားလို့ကောင်းတာဒါပေမဲ့အန်တီတို့ကလေးတွေကခရမ်းကျင်သည်အလောင်းလိုက်ကိုကြိုက်စားရတဲ့အရသာကိုပူဆွဲမှတ်တာသမီးကိုပြပြဖူးတာပဲအန်တီတို့ညီအစ်မတွေမိမိမိဖို့ကြောင့်တည်းကခရမ်းကျင်သည်တွေကိုယူယူစားတဲ့အကြောင်းလေခရမ်းကျင်သည် နေရပြီးလာနေတဲ့အလုံးကိုရွေးမိမိပစုံကြောက်ပစုံတလင်းတွေကအလှဆုံးပစုံကြောက်ကိုရွေးပြီးတော့ပစုံကြောက်တွေကိုခရမ်းကျင်သေးတဲ့ဟိုနေရာဒီနေရာကနေထိုးထက်10កောင်15កောင်လောက်ရှိမှာပေါ့ပြီးတော့အဲ့ဒီခရမ်းကျင်သေးကိုကြိုက်ကြိုက်စားကြတာလीကောင်းပါကောင်းတရက်သေးချောက်လဲအချောက်ခံထားတဲ့အစားစားပဲတရှိခံတယ်လीအတီတို့ငငယ်တုန်းကတော့ မြင့်ချောင်းဆိုတာလဲခစ်စားတယ်။မြင့်ခက်လေးတွေကိုအမြင့်မြင့်မွားပြီးအချောင်းလှမ်းထားတာ။ပေါ်တလင်းပလင်းနဲ့တွတ်ပြီးအပူပေးရဲ့နေပေါ့။တခါတလေအဲ့ဒီလိုပလင်းတွတ်ပြီးတရှိခံအောင်လုပ်တဲ့နေရာမှာငါကိုအနံ့မပြောက်တတ်ဘူး။အရာတော့နည်းနည်းပြောင်းတာပေါ့။ပလင်းတွတ်ပြီးအပူပေးပြုတ်ပြင်းစီရင်ထားတဲ့ freezer food တွေဟာလူကိုဥပက်ပေးအနေဆုံးလို့ပြောနိုင်ပါတယ်။တို့စီမှာတရက်သေးတဲ့ တံပရာတီတသက်တွေဟာဖန်ပလင်းတဲမှာထည့်စီစဉ်ထားတဲ့ preset ဖူတွေပေါ့ဟိုခေတ်ကတော့လူတွေဟာဖြာတီစာကိုပုံများစင်မှာ preset လုပ်ထားရှားတဲ့အချိန်မှာထုတ်စားပေါ်လာရင်ရာတီစာ အသေးအနံလက်လက်ဆက်ဆက်ကိုပြန်စားအဲ့ဒီလိုတန်တရားလေးခဲ့ကြတာဒီခေတ်မှာတော့ရာတီစာရဲ့ရှားပါချိန်ရဲ့မဟုတ်ပါဘူး preset ဖူတွေကိုလွယ်လွယ်ကူကူတုံးဆွဲနေကြတာပါပဲ။ ဧည့်ကြာရခြင်းအတီးရန်နဲ့အစားအစာတွေကို အချိန်ကြာကြာမမေ့အောင်ထိန်းဖို့ရောင်ချပေးပြီးကုသရနေနီးတချို့နိုင်ငံတွေမှာသုံးကြတယ်တချို့နိုင်ငံတွေမှာတော့အစိုးရကပိတ်ပင်တားမြစ်ယူရတယ်လူကိုဥပတ်ဖြစ်စေလို့အဲ့ဒီနီးတွေထဲမှာ လူကိုဒုက္ခမပေးဆုံး artificial additive တွေက အကင်ဝေးဆုံးကတော့ freezing ပဲဒါပေမဲ့ freezing ကရေခဲဖြစ်နေအောင်24နာရီပတ်လုံး လျက်စင်စွမ်းအားနဲ့အေးအေးခံထားရတာဆိုတော့လျက်စင်စွမ်းရင်ဒီကုန်နေလို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေကထောက်ပြတယ်။စီတွတ်ဘူးတွေရဲ့မကောင်းကျိုးကနည်းနည်းပုံများလေရဲ့ဒီလုံနဲ့တက်တတတုဘူးတွေထည့်ပြီးမှအပူပေးတာဆိုတော့ bacteria ခေါ်တဲ့ရောဂါပိုးဝေကိုတော့တက်ပေးပါတယ်။ဒါပေမဲ့အစားအစာမှာပါတဲ့အာဟာရနဲ့နည်းနည်းတော့လျော့သွားတယ်။တတုပစ္စည်းတွေကိုဖြုန်တီးမှုလည်း နည်းနည်းပါတာမို့ပတ်ဝန်းကျင်ထိမ့်သိမ်းရေးအမြင်နဲ့ကြည့်ရင်တိတ်တုံးဆွဲလုံးဖို့တော့မကောင်းဘူးလေလောင်အောင်လုပ်ပြီးပိတ်တဲ့နေရာမှာလီးလို့ခေါ်တဲ့ခဲတတူကိုတုံးရတဲ့အတွက်ကျမ်းမာရေးအမြင်နဲ့ကြည့်ရင်လဲတိတ်အားရစရာမရှိဘူးဒါပေမဲ့လည်းတို့တွေတုံးဆွဲနေရပါပဲကျမ်းမာရေးအမြင်ဆိုတာနဲ့ပတ်သက်လို့စကားဆက်ပြီးပြောရအောင်မယ်အခုခင်မှာပေါမုံတွေဟာညူတဲ့ညူညံ့လားဖြူတဲ့ချက်ဖြူဖွေးလား စားလို့ကလည်းကောင်းလာရဲ့နော်အန်တီတို့ကတော့တိတ်စည်းစားကြောင်သူမဟုတ်တော့ပေါင်မုံဖြူဖြူဖွေဖွေနုနုညံ့ညံ့ကိုအာရပါရစားတာပဲဒါပေမဲ့အန်တီရဲ့စည်းစားကြောင်နဲ့တငယ်ချင်းကတော့ပေါင်မုံဖြူကိုဘယ်တော့မှမရွေးဘူးအန်တီကိုကြည့်အန်တီကိုမတက်မသားကြည့်ပြီးနေပေါင်မုံဖြူကြီးမစားနဲ့အဲ့ဒါအယောင်ချွတ်ထားတာအဲ့ဒီ bleaching agent တွေက လူခန္ဓာကိုယ်ကို ထိခိုက်တယ်အညိုရောင်ပေါင်မုံမဲစား အဲ့ဒီလိုမကြခဏဆရာလုပ်လေးရှိရဲ့ဟုတ်တော့ဟုတ်တယ်သမီးရဲ့အဲ့ဒီပါမုံအဖြူရောင်စီရီရဲ့အဖြူရောင်တွေရအောင်ခြုံကိုအနူးညံ့ဆုံးဖြစ်အောင် ဖြူခွေးအောင် refine လုပ်ပြီးအယောင်ချွတ်တဲ့အခါအဲ့ဒီဓာတုပစ္စည်းတွေကိုတောင်းရတာသူတို့ကလူကိုခန္ဓာကိုဒုက္ခပေးတယ်အန်တီတငယ်ချင်းကအန်တီကိုကာကူလာတွေတောက်ရင်လေဘေးရနေတစ်ချိန်လုံးတတိပေးနေတာကဖင်းတက်ဟာလူနဲ့မတည့်ဘူး လူကိုဥပတ်ပေးတယ်။ဒါကိုအန်တီသိတာပဲ။ဒါပေမဲ့ဒါရဲ့ခုံတူဘာလို့ကဘာရသားမှမရှိဘူးမဟုတ်လား။ Classic ကိုကကိုလာကမှကောင်းတာလေ။နည်းနည်းတောက်တာဘာမှမဖြစ်ပါဘူးလို့အန်တီကစင်ကြေးပေးလိရှိတယ်။တကယ်တော့နည်းနည်းနဲ့နည်းနည်းနဲ့များလာတဲ့အခါအန်ဒီရဲ့ဖြစ်တာပေါ့နော်။လူတွေကတော့တိတ်မကြောက်ကြဘူး။အဲ့ဒီငွေချင်းတဲ့ အန်တီနဲ့အချုံမောင်ကြောက်တဲ့နေရာမှာတော့နင်းနေနှိစက်တယ်။သူကအသေးအံရှောင်ပြီးအန်တီကတော့နင်းနေပပပါရင်လေတီးထည့်လိုက်တာပဲ။သူကဖြင့်စားစရာတစ်ခုခုရဲ့ပါဝင်တဲ့ပစ္စည်းစီရင် ingredient list မှာ SMG ဆိုတာမပါတာသိချအောင်တည်တည်မဲမဲရှာဖွေစစ်ဆေးလေးရှိတယ်။သူ့မျက်စိကအနိခက်ကြည့်ဖို့တိတ်ကောင်းတယ်။စီတုပ်ဘူးမှာအချိုရည်ဘူးမှာပလင်းမှာတည်တည်မမလေးတွေရေးထားတဲ့စားချောင်းတွေကို ရှာရှာပူပွေမြင်နိုင်ပါပြီရဲ့အန်တီကတော့အနီးမောင်တဲ့သူမို့ဘူးရီအိတ်တွေကပါဝင်ပစ္စည်းစင်းရင်ကြီးဖို့သူ့မျက်စီကိုအောက်ကိုရလေရှိရဲ့ရီရောရီရတယ်သူနဲ့အန်တီနဲ့နှစ်ယောက်ပေါင်းရင်တက်မျက်စီပဲသူကအဝေးကိုတော်တော်မုံနေလေမျက်မှန်လေးမတက်ဘူးပေတီတယ်အန်တီကအနီးမောင်ကိုမျက်မှန်မတက်ပဲပေတီနေခဲ့သူတက်ယောက်ပေါင်းတော့မှတက်မျက်စီရထားတာအဝေးကလာနေတဲ့ဘတ်စကားနဲ့ဘတ်တို့ အဝေးမှာမြင်နေရတဲ့ဆိုင်နမဲတို့ကိုလှမ်းဖက်တဲ့အခါသူကအန်တီမျက်စီကိုအားကိုးလိရှိရဲ့ထားပါတော့သမီးတို့မုန်တကူကူဝယ်စားတဲ့အခါကိုကိုဘေးရန်တရေမဖြစ်ဖို့အရင်ဆုံးကယူဆိုင်ပါမုန်တို့မှာပါဝင်တဲ့ပစ္စည်းတွေကိုဖတ်ကြည့်ပေါ့ပြီးတော့မှစားတဲ့နေထင်ရင်စားကြတာပေါ့အမှန်အတိုင်းပေါ်ပြပြီးမယ်လို့တော့မျှော်လင့်ပါရဲ့တချို့ကညာကျင်တယ်ပတဲ့ရောင်ရောင်ညတာမပတဲ့ရောင်ရောင်ညတာအဲ့ဒါမျိုးတွေပေါ့ အဲ့ဒီအစားအစာကိုစားပြီးအထုပ်ခွန်ကိုလှုပ်ပြစ်တဲ့အခါပဝင်ကြီးညဉ့်ညံမှုမဖြစ်ရအောင် အတက်နိုင်ဆုံးကာကွယ်ထိန်းသိမ်းရလိမ့်မယ်။အိမ်တဲအိမ်ရဲ့အမိုက်စွန့်ပြစ်ပစ္စည်းတွေဟာပါရီလေးလို့စည်ရင်စစ်ကြည့်လိုက်တဲ့အခါအများဆုံးစွန့်ပြစ်ပစ္စည်းကနှစ်မျိုးရှိတယ်။ဆက်ကူနဲ့ဆက်ကူကတ်မျိုးစုံအဲ့ဒါက30ရာခိုင်နှုန်း။အော်ဂန်နစ်ပစ္စည်းမျိုးစုံ အသီးခွန်တို့အရွက်စိတို့ဥပမာငှက်ပြောခွန်ရှောက်သီးခွန် ခရမ်းကျင်ဒီပုတ်ကြက်တုံပုတ်အတီးအမဲရီပေါ့အဲ့အားက30ရာခိုင်နှုန်းဇန်နာရီကတော့အနေအချင်းပေါ့ဖန်တယ်ပစ္စည်း class 10ရာခိုင်နှုန်းတတူပစ္စည်းရှိတုတ်ဘူးကွန်ပလင်အဖုံ10ရာခိုင်နှုန်း plus 8အခွန်မျိုးစုံချွတ်ချွတ်အမျိုးမျိုးနဲ့အခြားပစ္စည်းများ ဥပမာရောဘာပစ္စည်းတို့ပါလို့ပေါ့အဲ့ဒီရာခိုင်နှုန်းဟာ သူတို့စီကလူတွေစစ်တမ်းကောက်ထားတဲ့ သူတို့အမိုက်အမျိုးသားနဲ့ရာခိုင်နှုန်းတွေပဲတို့နိုင်ငံမှာတော့ပလတ်စတစ်ကပိုများမယ်ထင်ပါတယ်တို့စီမှာပလတ်စတစ်စပွဲကလထိုင်တွေကိုတောင်သုံးနေကြရသူတွေအများသားသူတို့စီမှာစက်ကူက30ရာခိုင်နှုန်းဖြစ်နေမှာပေါ့စက်ကူကိုဈေးဝယ်တဲ့ထုတ်ဖို့ပစ္စည်းအဖြစ်သုံးဖို့ပဝင်စဉ်ထိမ့်သိမ်းရေးသမားတွေကလှုံ့ဆော်နေကြတာကိုတို့စီကတော့အစားအစာကိုထည့်ဖို့ကြွကြွအိတ်စာအုပ်တွေဘာလီဝယ်ရင်လဲကြွကြွအိတ် ပလတ်စတစ်တွေပဲသုံးကြတာဆက်ကူဆိုတာထုတ်ကိုပစ္စည်းလုံနိုင်ဖို့နေနေသသာအန်တီရိုဝိတ္ထုစာအုပ်တွေရိုက်ဖို့ဘာမှဆက်ကူတောင်ဈေးကခေါင်ခိုင်နေတာဘာပဲဖြစ်ဖြစ်ပေါ့လေအိမ်တဲအိမ်ဟာတပတ်ကိုအမိုက်ပုံးနှပုံးစွန့်ပြစ်ရတယ်ပဲထားတနစ်မှာအမိုက်တန်ချိန်နှစ်တန်ကိုစွန့်ပြစ်ရတယ်လို့ခြေဘူးရတွက်လို့ရတယ်တအိမ်ကို တနစ်မှာစွန့်ပြစ်ကြပါလိမ့်မယ်ဘဏ္ဍာတန်စွန့်ပြစ်ကြပါလိမ့်အဲ့ဒီအမိုက်တွေဟာ အမိုက်ချင်းရှိရာကိုမရောက်ပဲတို့မျိုးရဲမှာပဲဟိုတီပြန့်ကျဲပြီးလေလွင့်နေခဲ့ပြီးဆိုပါတော့ဘဲလောက်များများပြလိုက်မယ်အမိုက်တွေလဲနော်အန်တီတော့တွေးမိတိုင်းဖះကိုပဲတနေမိရော်တယ်